ကရင်ပြည်နယ်လှိုင်းပွဲမြို့နယ်ထိုင်းမြန်မာနယ်စပ်နာခက်လက်သေးကျေးရွာမှာရှိနေတဲ့စစ်ကောင်စီတပ်စခန်းကို KNL တပ်မှခုနှစ်ဦးဆောင်တဲ့တော်လန်ရေးပူပေါင်းတပ်တွေကမတ်လ23ရက်နေ့ကစပြီးစတင်ပိတ်ဆို့တိုက်ခိုက်နေပြီလို့နယ်စပ်သတင်းအရင်းမြစ်တွေကတလင်ထိုင်းမှပြောပါရယ် လိုင်းဝဲမြို့နယ်ထဲမှာရှိတဲ့စစ်ကောင်စီတပ်စခန်းတစ်ခုဖြစ်တဲ့ခလဲဒီစခန်းကိုမတ်လ23ရက်နေ့မနက်10:00နာရီအချိန်ကစတင်ကကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ၊ကရင်မျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO ပူးပေါင်းဖွဲ့တို့ကဝိုင်းရံပိတ်ဆို့လိုက်ကြပြီးဒရုန်းတွေနဲ့ပုံကျဲတိုက်ခိုက်တာစနိုက်ပါတပ်နဲ့တွေနဲ့ပစ်ခတ်တာတွေလှုံ့ဆော်နေတာပါ။နေဆန်အနီးကခလဲဒီစခန်းသိမ်းတိုက်ပွဲအခြေအနေတွေကြောင့်ခလဲဒီကျေးရွာနဲ့အနီးနားကျေးရွာတွေကဒေသခံပြည်သူတရာကျော်အ ထိုင်းနိုင်ငံပတ်ချံထက်ဆန်ရံမြို့နယ်မဲဆောင်ကျေးရွာထဲကိုထွက်ပြေးတိမ်းရှောင်ရောက်ရှိလာပြီးဒေသရင်းကထိုင်းလုံခြုံရေးအဖွဲ့တွေကစောင်းရှောက်ကူညီပေးထားတယ်လို့အ내ဆက်သတင်းရင်းမျက်စီကနေသိရပါဗျ။ စစ်ကောင်စီတပ်ရဲ့ခလဲဒေးတပ်စခန်ဟာထိုင်းမြန်မာနယ်စပ်အနီးဝန်းကျင်မှာတည်ရှိသလို KNU ဘိုးဌာနချုပ်နဲ့လည်းနီကက်စွာတပ်ဆွဲအခြေချထားတာဖြစ်ပြီးအဲ့ဒီစခန်ကိုစစ်ကောင်စီတပ်ကမြေပြင်ကနေစစ်ကူပေးဖို့မလွယ်ကူနိုင်ဘူးလို့ဒေသရင်းသတင်းရင်းမြစ်တို့ကဆိုပါတယ်စစ်ကောင်စီတပ်အနေနဲ့ဝေဟင်ကနေသာလေကြောင်းတိုက်ခိုက်မှုကိုအသုံးပြုပြီးစစ်ကူပစ်ခတ်ပေးနိုင်ပေမဲ့ပြီးခဲ့တဲ့ point 1.48ပူလူတူခြေကုပ်စခန်းသိမ်းတိုက်ပွဲမှာလည်းစစ်ကောင်စီတပ်ကလေကြောင်းပစ်ကူပေးခဲ့ကြတာကနေ KNLA KNDO ပူးပေါင်းဖွဲ့ကစခန်းကိုအလ ုံးစုံသိမ်းပိုက်ရရှိခဲ့ပါတယ်။ထိုင်းနယ်စပ်နာကခလဲဒေးတပ်စခန်းစီမြေပြင်စစ်ကူအနေနဲ့စစ်ကူပို့ဆောင်မယ်ဆိုပါကအနည်းဆက်ဆုံးစခန်းဖြစ်ရှမ်းရွာတဲ့အခြေချစစ်ဖြူဟွာကနေပေးပို့ပေးနိုင်မှာဖြစ်ပေမဲ့ KNL KNDO ပူပေါင်းတပ်တို့ရဲ့ပိတ်ဆို့ဖြတ်တောက်ထားမှုကြောင့်ရှမ်းရွာတဲ့ဖြူဟွာစခန်းကနေမြေပြင်စစ်ကူပေးနိုင်မှုမလွယ်ကူဘူးလို့စစ်ရေးသတင်းရင်းမြစ်အူကတုံ့တပါတယ်။ ်ယခုလမတ်လ14ရက်နေ့က KNU တပ်မ9နယ်မြေလှိုင်းပွဲမြို့နယ်ထိုင်းမြန်မာနယ်စပ်နားကစစ်ကောင်စီတပ်ရဲ့ point 148ပူလူတူခြေကုပ်စခန်းကို KNL KNDO ပူးပေါင်းတပ်ဖွဲ့တွေကအပိသက်တိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့တာဖြစ်ပြီးစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သားအများပြားတိုက်ဆုံကထိုင်းနိုင်ငံဗတ်ချန်းကိုထွက်ပြေးသွားတာတွေလည်းရှိခဲ့ပါတယ်ပိုင်းတင်းနဲ့၄၈ပူလူတူခြေကုပ်စခန်းသိမ်းတိုက်ပွဲပြီး၄ရက်အကြာမှာတော့ရှမ်းရွာတင်းမြို့အခြေချစစ်ဗျူဟာစခန်းကနေစစ်ကောင်စီတပ်ကအသေးခံ drone တွေနဲ့ KNU ဗိုလ် ဌာနချုပ်တွေက KNLA စစ်ဦးစီးချုပ်ဘိုးချုပ်ကြီးစောကျော်နေနေအိမ်ကိုပြန်လည်လက်တုံးပြန်ပြီးဘုံကျဲတိုက်ခတ်ခဲ့ပေမဲ့ထိခိုက်မှုတစုံတရာမရှိခဲ့ပါဘူး။ပိုလို့တို့စခန်းသိမ်းတိုက်ခတ်ခံရပြီးတဲ့နောက်စစ်ကောင်စီတဟာလိုင်းဝဲမြို့နယ်ရှမ်းရွာတဲ့ဘျူဟာထဲကိုရဟတ်ရင်တွေနဲ့ရိတ်ခါတွေလာရောက်ပို့ဆောင်ထားပြီးခံစစ်ပြင်ဆင်မှုတွေလုံဆောင်နေတယ်လို့လည်းမြေပြင်သတင်းရင်းမြစ်တွေကသိရပါဗျ။ ်ပြီးခဲ့တဲ့2024ခုနှစ်နှစ်ကုန်ပိုင်းက KNU ဘိုဌာနချုပ်ဟောင်းနေရာဖြစ်တဲ့မာနေဘလောဒေတာထဲကစစ်ကောင်စီတပ်စခန်းအလုံးကို KNL KNDO တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းယူခဲ့ပြီးတဲ့နောက်တပ်မခွနဲ့နယ်မြေထဲမှာစစ်ကောင်စီတပ်နဲ့ KNU တို့အကြားနှစ်ဖက်စစ်ရေးတွေတင်းမာလာနေတာဖြစ်ပါတယ်